အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့လိုင်းတရာကသွေးတာသူဆိုင်ခိုးတဲ့အန်ဒီကအထယ်ကြီးပြက်ဖြစ်ပြီးတော့တဘောကောင်းတဲ့သူလို့လူအများကပြောနေကြတဲ့ရုပ်တံပြူဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြူဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးချပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေး channel မှာ ပြန်လေကျူစုလိုက်ပါလေဗျာ။အိုင်တရားမှာဖြစ်သွားတဲ့အန်ဒီဟီကိုဒီနေ့မင်းတို့သွားခဲ့ပါတယ်။အဲ့အန်ဒီနဲ့အရင်မတွေ့ခင်မင်းတို့ရက်ွက်ထဲမှာလိုက်ပြီးဆုံဆန်းပါတယ်။တယောက်တည်းရဲ့ဇကားကိုနားထောင်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့စကယ်ရီဂိတ်တွေမှာကိုရက်ွက်ထဲမှာရောအဲ့လိုမျိုးပေါ်တော့လိုက်ပြီးဆုံဆန်းပြီးရောမှတိတိကျကျလေးမင်းမင်းသိလာတာလေးကိုပြောပြပါမယ်။မင်းမင်းလည်းရက်ွက်ထဲကနေပြီးတော့ပြန်ကြားလာခဲ့ရတာပါရှင်။အန်ဒီရဲ့နာမည်ကတော့ဒေါ်ရခိုင်မပါ။ရက်ွက်ထဲမှာလည်းသူ့ကိုဒေါ်ရခိုင်မလို့ပဲခေါ်ပါတယ်။အန်ဒီကအရင်တော့ပတ်စံရှိရဲတဲ့ပြောရမယ်ဆိုရင်တော့အထည်ကြီးပြပတ်စံရှိတော့လည်းသူကအပေးကန်းရရော်တဲ့ခလေးလေးချစ်တတ်တဲ့ view ထဲမှာပါတဲ့ခ လေးဟိုမှာမဟုတ်ဘဲနဲ့သူကရက်ကွက်ထဲမှာရှိရခလေးတိုင်းအောင်ထိမ့်မိတယ်တဲ့မျိုးထဲမှာပါတဲ့ခလေးလေးကလည်းအိုက်အန်တီနဲ့ဘာမှတော်ဆမှုမရှိဘူးတဲ့ရက်ကွက်ထဲကခလေးပဲသူအိုက်ခလေးလေးကိုလည်းနှစ်လသားအရွယ်တဲကသူကထိမ့်မိတာတဲ့ရက်ကွက်ထဲကပြောကြတာပေါ့နော်အိုက်ခလေးလေးရဲ့အဖေအမေတွေအလုတ်သွားတယ်အပြင်သွားတယ်ဆိုရင်အိုက်အန်တီရှိမှာပဲခလေးကိုထားခဲ့တာအိုက်ခလေးကိုအိုက်အန်တီကကြည့်ပေးတယ်ကြည့်ပေးတယ်ရေမိုးချိုးပေးတယ်ထိမ့်မိတယ်ပေါ့နော်အလားရက်ကွက်ထဲကနေရောမင်းတို့ပြောပြတာခလေးလေးကိုပေါ့နော်ဘန်းပြပြီးတော့သူအဲ့လိုမျိုး live live လှုပ်ရှားနေရလဲရက်ကွက်ထဲကမဟုတ်ပါဘူးတဲ့ဒီခလေးကိုမှထိမ့်မိတာမျိုးမဟုတ်ဘဲနဲ့တခြားခလေးတွေကိုလည်းသူကခလေးချစ်တတ် ဖြစ်တဲ့အတွက်ထိမ့်မိပါတယ်ဗီဒီယိုထဲမှာပါတဲ့ကလေးကိုတော့ပို့ပြီးတော့ထိမ့်မိဖြစ်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ကလေးလေးကအဲ့အနီရဲ့သားဆုံးသွားတဲ့သားဝင်စားရလို့အဲ့အနီကြီးကထင်ထင်တာဖြစ်တဲ့အတွက်အဲ့ကလေးကိုသူကပို့ပြီးတော့ချစ်ပြီးတော့ပို့ပြီးတော့ထိမ့်မိဖြစ်တယ်ပေါ့နော်အဲ့ကလေးကအခုဗီဒီယိုထဲမှာပါတယ်ပေါ့နော်အရိုက်ခံရတဲ့အတီရဲ့ဆုံးသွားတဲ့သားဝင်စားတာလို့လည်းရက်ကွက်ထရားလူတွေကမင်းမင်းတို့ကိုပြောကြပါတယ်အလားကြောင့်မို့လို့လည်းအဲ့အနီကအဲ့ကလေးကိုပို့ပြီးတော့ထိမ့်မိဖြစ်တယ်ပို့ပြီးတော့ပေါ့နော်သူ့နာမှာခေါ်တာဖြစ်ပါတယ်နေရကလေးရဲ့မိဘအရင်းတွေရဲ့အင်တာဗျူးတွေပါလေမင်းမင်းတို့ကကြီးလိုက်တာဆိုတော့မင်းမင်းတို့သွားဖို့အတွက်ကိုဇဝေဇဝါဖြစ်သွား ားတာတော့အမှန်ပါအဲ့လာကြောင့်မလို့မမေရမမေအမျိုးသားရဲ့အရင်ဆုံးအရက်ွက်ထဲကိုသွားမယ်အရင်ဆုံးအကြောင်းဆုံးမေးကြည့်မယ်မေးကြည့်လို့မှရက်ွက်ထဲကစကားကိုအရင်ဆုံးနားထောင်မယ်လို့မမေတို့ကဆုံးဖြတ်ချက်ချပြီးတော့အဲ့အန်တီနဲ့အရင်မတွေ့ခင်ရက်ွက်ထဲမှာရှိတဲ့ကယ်ရီဂိတ်တဲ့အဲ့နားမှာရှိတဲ့လူတွေကိုမမေတို့အရင်ဆုံးမေးပါတယ်အားလုံးဖြေတဲ့အဖြေကလည်းဒီအဖြေတစ်ခုပဲထွက်ပါတယ်ရှင်ဗီဒီယိုထဲမှာလည်းမြင်ပါပါအဲ့ခလေးကိုအဲ့အန်တီဘယ်လောက်ထိတန်ရောစင်ရှိလဲမရှိဘူးလဲဆိုတာဟိုဘက်ကရိုင်းနှက်တဲ့အမားကနေပြီးတော့ခလေးကိုခေါ်သွားလိုက်တတိုက်မှာကျူးတုပ်လိုက်လို့ပြောလိုက်တဲ့အချိန်မှာကျမခလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့သူ့ရင်ခွင်ထဲမှာထည့်ပြီးတော့ဖ ြောနေရအောင်အမားတို့ video နဲ့ video ကိုကြည့်ရလွယ်ဆိုမြင်ပါလိမ့်မယ်တက်တိုင်းမှာကြိုးနဲ့တုတ်ထားတဲ့အချိန်မှာဆိုလဲအဲ့တိုင်းပဲခလေးက IND ရဲ့ရင်ခွင်ထဲမှာပဲရှိနေရပါဒါကတော့မင်းတို့ video ထဲမှာမြင်တွေ့ရတာကိုမင်းတို့ပြောပြတာပါချို့ကလည်းမင်းတို့ကိုအပိအမြောင်လုပ်တယ်မင်းတို့ကအပိအမြောင်လုပ်တာမဟုတ်ဘူးဒီ NDA မှာအပြစ်ရှိရဆိုတာမှန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူများပစ္စည်းကိုအခုလိုမျိုးယူတာဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်ဒါပေမဲ့မင်းတို့လည်းအထည်ဆိုင်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးသာလုပ်ခဲ့မယ်ဆိုရင်အရင်ဆုံးအမအမယူနေရညီမတို့သိရနော်အမရှိတစ်ခေါက်ကလည်းလာယူရတယ်အခုလည်းထပ်လာယူတယ်ညီမတို့သိရနော်နောက်တစ်ခါထပ်လာ ာလုံးမယ်ဆိုရင်အမအောင်ညီမတို့ရဲလက်ထဲအပ်မယ်အရင်ဆုံးအဲ့လိုပဲပြောမိမှာအခုလိုမျိုးကြီးရိုက်နှက်မှာတော့မဟုတ်တာအမခံပါတယ်ရှင်နောက်ဆုံးအဆင့်ကိုပစ္စည်းကိုယူနေရမို့လို့ဒေါသထွက်ရင်တော့ပြီးတော့ရိုက်ပြီးဒီအမတော့ညီမတို့ဆိုင်မှာလာပြီးပစ္စည်းတွေရောအခုလိုမျိုးတွေလုံနေပါတယ်ဆိုင်သမားတွေတည်ရအောင်လို့အတွက်တင်မေးရပါဆိုပြီးတော့ပဲတင်မှာပါအခုလိုမျိုးကိုထီးလက်ရောက်စပင်ကိုဆွဲပါးကိုရိုက်ပေါင်နေနေအဲ့လိုမျိုးတွေဓာတ်တိုင်တွေမှာကြိုးတုတ်တွေရောမင်းတို့လုံမှာမဟုတ်နောက်ဆုံးအဆင့်ရဲလက်ထဲကိုခေါ်ပြီးတော့အပ်လိုက်ပါမယ်တောင်ဝင်ရှုပ်ရဲလူတွေကသူ့အလုပ်ကိုသူလုပ်သွားပါလိမ့်မယ်ရှင်အခုလိုမျိုးဗီဒီယိုကြီးရိုက်ပြီးတော့ line ပေါ်မှာခလေးတဲ့ပါတာဖြစ်တဲ့အတွက် ပို့ဆိုးပါတယ်ခလေးကိုကအစားဓာတ်တိုင်မှာကျိုးတုပ်ထားတာပါအရင်ဆုံးခလေးတယောက်တည်းကိုဓာတ်တိုင်မှာခေါ်ပြီးတော့ကျိုးသွားတုပ်လို့ဗီဒီယိုဖိုင်ထဲမှာပါပါတယ်ဒါပေမဲ့ NDE ကနေပြီးတော့ကျမခလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့ဗီဒီယိုဖိုင်ထဲမှာပြောနေတာတွေ့ရတဲ့အတွက်မင်းတို့ကတနာတာခလေးကိုလည်းတနာတယ်အခုလိုမျိုးရိုက်နှက်နေအောင်လည်းလူသားချင်းစာနာတာပါရှင်မင်းတို့အပေးအမြောက်လုပ်နေတာမဟုတ်ပါဘူးဝင်းမင်းတို့ရှိမှအဲ့လိုမျိုးလာလုပ်ခဲ့ရင်လည်းမင်းတို့ကပထမအဆင့်တတိပေးမယ်ဒုတိယအဆင့်တတိဘလို့မှပေးလို့မရဘူးဆိုရင်ရဲခေါ်ပြီးတော့ရဲလက်ထဲကိုအပ်လိုက်ပါပါ အလားမို့လို့လည်းမမင်းတို့ဘသူရှိကမှအလှလုံးဝလုံးဝမခံပါဘူးရှင်အခုလာလှူရဲ့ပတ်စံဒီလည်းမမင်းရဲ့ချွေးနေတာလည်းရှာထားတဲ့ပတ်စံမမင်းရှိမှအထည်ဝယ်ကြတဲ့ customer ရဲ့အလှပါဘာဖြစ်လို့လဲဆိုတော့မမင်းဘသူရှိကမှအလှမခံဘူးမမင်းစိတ်ထဲမှာစိတ်မကောင်းဘူးခလေးကိုလည်းတနာရတယ်ဒီအနီးကိုလည်းအခုလိုရိုက်နှက်တာတနာတာဖြစ်တဲ့အတွက်မမင်းရှာထားတဲ့ပတ်စံတွေကနေပဲမမင်းငါးသိန်းချက်ကိုလာလှူတာပါရှင်အကွက်ထဲကိုရောက်ရောက်ချင်းလည်းမမင်းအဲ့အနီးရှိကိုတန်းသွားတာမဟုတ်ပါဘူးမမင်းအဲ့ဖုန်းကြောင်းသားတွေပြီးရင်ဆိုင်ကယ်ကယ်ရီဂိတ်တွေအဲ့လိုမျိုးလိုက်ပြီးတော့စုံစမ်းပြီးမှလှူတာပါဒီပတ်စံဒီ သူ့ဘယ်ဝါရှိရမှာအလှခံထားခြင်းမဟုတ်ပါမမေးရဲ့ချွေးနှဲစာနဲ့ရှာထားရဲ့ပတ်စံကိုမမေးလှူခြင်းဖြစ်ပါတယ်ရှင်အပိအမြောက်လုတာလည်းမဟုတ်ပါဘူးလူတိုင်းမှာအကျိုးနဲ့အကြောင်းရယ်ဆိုတာရှိပါတယ်တချို့ကြတော့လေခြေလက်တွေအကောင်းကြီးနဲ့လုံမစားဘဲနဲ့သူများတကပတ်စံကိုအလကားအချိုချောင်လိုခြင်းတဲ့လူကလည်းတသက်ရှိပါတယ်ဒီအနီးမှာအကျိုးရှိရလို့လည်းရက်ွက်ကပြောပါတယ်အလားကြောင့်မို့လို့သူလုံးပြီးလုံရလုံလိုက်တာလို့လည်းရက်ွက်ထဲကပြောပါတယ်ရှင်ဒီအနီးရဲ့စိတ်နေစိတ်ထားကိုဒီရက်ွက်ထဲမှာတော်တော်များများကအဲ့အနီးဘက်ကနေပြီးတော့အာမခံမိကြရဲ့လူတော်တော်များပါတယ်ရှင်ကျမတို့ရဲ့စကားအပေါ် ဟုတ်မဟုတ်သိချင်ရင်ကို့မရေရက်ွက်ထဲမှာသွားပြီးတော့စုံစမ်းလို့ရပါတယ်ကြိုက်တဲ့နေရာအဲ့ရဲ့ဖုံးကြီးချောင်းကနေပြီးတော့တက်တက်ကြီးဝင်သွားပြီးအိုက်တိုက်ရှောက်ကိုအမတို့ကြိုက်တဲ့အိမ်ကိုကြိုက်တယ်လို့သွားပြီးတော့မေးမြန်းလို့ရပါတယ်ရက်ွက်ထဲမှာသွားစုံစမ်းမယ်ဆိုရင်ဒီထက်ပိုပြီးအကြောင်းစုံကိုသိရပါလိမ့်မယ်ရှင်မမင်းပြောနေတာအပေါ်ရေဟုတ်မဟုတ်ဆိုတာပေါ့နော်ဒါမင်းလည်းအင်တာဗျူးတွေ့ပြီးရဲ့အချိန်မှာသွားဖို့တော့ကိုအရန်ဝေခွဲမရဖြစ်သွားပါတယ်ဒါပေမဲ့သွားကြည့်လိုက်မယ်အကြောင်းစုံလေးသိချင်တာမလို့မမင်းသွားပြီးတော့ရက်ွက်ထဲမှာတိတိချာချာမေးခဲ့တာပါတယောက်တည်းကိုမေးခဲ့တဲ့စကားမဟုတ်ပါအများကိုမမင်းမေးခဲ့တာပါရှင်မင်းညာလည်းရဲစခန်းမှာဒီရက်နေ့တညာအိ လိုက်ရပါတယ်လို့ရက်ွက်ထဲကနေမင်းတို့သိရတယ်ပြီးတော့ဘောနော်ဟိုရိုက်နှက်တဲ့အမားကလည်းတောင်းမှန်မှာတောင်းမှန်နေဘောနော်သူလောက်တာလွန်သွားတယ်သူနောက်အလိုမလောက်တော့ပါဘူးဆိုပြီးတော့တောင်းမှန်နေလို့လည်းမင်းတို့ရက်ွက်ထဲကနေတဆင်ကြားရပါတယ် မမင်းဒီလိုလှူခြင်းဒီအားပေးအားမြောက်လှုပ်ခြင်းလုံးဝမဟုတ်ပါမမင်းလူသားချင်းစာနာတာရဲ့ပြီးတော့ဗီဒီယိုထဲမှာပါတဲ့ခလေးခလေးကိုတနာတာရဲ့ကြောင့်မမင်းတို့ပေါ့နော်ဒီအနည်းရဲ့လိပ်စာကိုလိုင်းပေါ်မှာမေးတယ်မေးပြီးတော့ကိုနိုင်နဲ့ပတ်လေးရနေပြီးတော့ကုညီပေးရပါရှင်အားပေးအားမြောက်လှုပ်တာလည်းမဟုတ်ပါဘူးဒီအနည်းမှာအပြစ်ရှိရင်သူလည်းသူ့ရဲ့အပြစ်ကိုသူခံရမှာပါဒါပေမဲ့အခုလိုမျိုးရိုင်းနှံနှိပ်စက်တာမျိုးတော့မမင်းတို့ဘလို့မှမကြည့်ရပါဘူးရှင်ပြီးတော့ခလေးပါပါတယ်ခလေးကိုနေပူတဲ့တက်တိုင်ထဲမှာကြိုးတုတ်တာရဲ့အဲ့လိုမျိုးတွေလှုပ်တာမြင်တဲ့အချိန်မှာမမင်းတို့တော်တော်လေးစိတ်မှာခံစားရပါတယ်မြမလူ မျိုးတွေရဲ့အချင်းအားကိုယ့်ရဲ့မျက်စိအရှိမကြက်ကလေးငှက်ကလေးကိုလုံနေရင်တော့စိတ်မကောင်းဖြစ်တာကွယ်ဒီလိုမျိုးကလေးနဲ့အိုကြီးအိုမတက်ရောက်ကိုအခုလိုမျိုးရိုက်နှက်နေရဖြစ်တဲ့အတွက်အမင်းတို့စိတ်ထဲမှာတော်တော်လေးခံစားရပါတယ်ရှင်အဲ့လာကြောင့်မို့လဲမမင်းတို့နိုင်တဲ့ဘက်ကနေပြီးတော့ရက်ွက်ထဲမှာတည်တည်ချာချာလေးစုံစမ်းမေးမြန်းပြီးမှမမင်းလှူခဲ့ခြင်းဖြစ်ပါတယ်လှူတဲ့ပတ်စံဒီမင်းမင်းပတ်စံပါမနေ့ကဟိုတခိုးအကြောင်းပြောမလို့နော်ခုတော့အခိုးပစက်ကလည်းထုတ်ဖော်ပြောပြီး ဟိုဘက်ကကလေးမအရာလည်းထုတ်ပေါ်ပြောပြီးဆိုတော့အမှန်တရားပေါ်သွားပြီ။ပေါ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့မိုင်းဖြစ်စေချင်တာမေးရမယ်။ဒီအဖွားရဲ့ရာဇဝင်ကိုအရင်လိုက်အောင်ဟာလာဒီကလေးကသူ့ကလေးဟုတ်လားသူ့သမီးကမွေးတဲ့ကလေးလားဟာလာအရင်ဒီကလေးလေးနဲ့သူနဲ့ဘလို့ဆက်ဆက်လဲဘလို့ပတ်သက်လဲတနေ့တနေ့ဒီကလေးနဲ့သူနဲ့ဘလို့တွေသွားလဲလား။ဒါတွေလစ်လာပါအောင်လား။မလစ်လာဘဲနဲ့တခါတည်းပခိုးမအောင်စွတ်ပြီးတော့ပနာပြီးတော့တခါတည်းအိုးအိုးလှူဒန်းကျင်နေကြတာ။နော်။မလှူဒန်းနဲ့တော့မပြောဘူး။လှူဒန်းလို့ရတယ်။ဟိုတစ်ဖက်လူကိုလည်းကြုံခံရတဲ့လူကိုလည်း။ तू ကသွားရိုက်တာဆိုတော့ရက်ွက်ထဲမှာဒီလိုပဲတခိုးမင်းရိုက်နေနေကြတာပဲ။လူတကာရိုက်နေနေကြတာပဲ။ဒါပေမဲ့ तू ကလေးလေးပါသွားတဲ့အတွက်ကြောင့်မလို့ तू ကနည်းနည်းဖောင်းဖြစ်သွားတာပေါ့နော်။ အဲ့တော့ဘာပြောနေတာနေရောလေသူ့ရဲ့ဇင်းပြကိုစုံစမ်းပြီးတော့မှလှူဒန်းကြပါလားဇင်းပြလည်းမလှူဒန်းမယ်မလှူမစုံစမ်းရသေးဘဲနဲ့ဆက်ဆုပ်ပြီးတော့လှူရနေတော့အဲ့ဒါအစိတ်ပြင်ကိုရေလောင်းနေတယ်လို့မကြီးကထင်မိတယ်တလားဘာဖြစ်လို့လဲဆိုတော့ဒီဒီအားတွေတို့လှူဒန်းနေတယ်ကောင်ဝိုင်းတက်ဟိုးမှာပဲဟလာသူခိုးစားတာတော့မှသူခုလိုမျိုးကောင်းစားသွားတဲ့ဟာကိုဟုတ်တယ်မလားအပြစ်ထမ်းရမရပဲအပြစ်မကြပဲနဲ့လေဟုတ်တယ်မလားအဲ့တော့နင့်လာတဲ့လူကဟိုကအခိုးလက်ခံရသေးတယ်ထောင်လက်ကြအောင်ပဲကိုခမရမှာနော်ဟိုဘက်ကလည်းဟိုစားလိုက်ပြောတာမဟုတ်ဘူးတခိုးမဘက်ကလည်းနှိမ်ပြောတာမဟုတ်ဘူးဖြစ်တဲ့နာနော်နှစ်ဦးနှစ်ဖက်ညှတာပြီးတော့အပြစ်ထမ်းချသူလက်ခိုးလို့ လူလည်းဟိုသူညာကလေးလေးပါသွားလို့ညမနေစတာတော့အခုတော့ခုကဘာလို့ဆုပြီးတော့ဟိုတခိုးဘက်ကိုတော့ညောက်စားပြီးတော့ဟိုခန်းနဲ့လူကြတော့တက်နေထားတယ်လို့ဖြစ်မမြတာဘူးဖြစ်နေသူလုံလုံစားချင်လို့ခိုးစားနေတာလေနော်ဟိုကောင်မလေးကလည်းပြောတယ်လေသူကလေးကိုဒီလိုပဲမကြမကြလာခေါ်တယ်ဆိုတော့ဒီကလေးကိုကာကွယ်လုပ်ပြီးသူခိုးခိုးနေတာနော်အရှင်ကြီးပဲရန်ကုန်မြို့မှာသူများကလေးတွေငားပြီးတော့တော့မှနော်လမ်းဘေးမှာနှုတ်ဘူးလေးတွေနဲ့နေဘူးတော့တွေလှမ်းပြီးတော့နေငားတော့မရတယ်လို့မတွေ့ဘူးလားအများနဲ့မတွေ့နေရတာပဲငားပြီးတော့လုပ်ပြီးတော့ကဲလုံစားနေကြတာလေလုံလုံမစားချင်ဘူးလေနော် အဲ့လိုပဲတောင်းစားခိုးစားနော်အဲ့လိုမျိုးတွေကဲအဲ့ဒါသူတို့ကအခုလို့လုပ်တော့စိတ်ပင်ကြီးလောက်တော့ပခိုးကပိုတော့ထအောင်ပဲဟုတ်တယ်မဒါတွေသူတို့လူသားသားတွေကကုံဝိုင်းရင်ထခိုးမှာပဲထက်လုံးမှာပဲနော်အဲ့တော့ဟိုရမ်းမအေးရအောင်ပေါ့နော်အဲ့တော့တစ်ဖက်လူအတွက်လည်းဟိုခိုးလည်းခံရသေးတယ်ထောင်းလည်းကြအောင်ပဲ ဒီတခိုးတွေကလည်းဒီလိုပဲဈေးတွေဈေးတွေမှာအားကြီးပဲတခိုးတွေလာကြည့်ရင်လမ်းပါလို့ရှိရင်ကိုယ်ဆွဲချင်းကိုလေကိုယ်ကကြည့်နေရတာအရှိရှောက်လာတော့ကိုယ်ဆွဲချင်းကိုပြန်လုပ်ကြည့်ရတာထဲထဲကဟင်းထုတ်တွေဟင်းထုတ်လိုက်တယ်နော်စီဘူးတွေစီဘူးလိုက်တယ်ဆက်ပြတုံးတွေဆက်ပြတုံးလိုက်တယ်အဲ့ဒါဈေးထဲမှာလည်းပြီးတော့ရှိအထက်ဆိုင်ဝင်သွားတယ်အားအုပ်စုလိုက်ဝင်သွားတယ်ဟိုလူရွေးတယ်လို့ဒီလူဟောအစီလိုက်ထည့်တယ်ပြန်ပြီးတော့ပြန်ပေးတယ်နော်ဒီလိုပဲယူရတာပဲနော်ရံမဖြစ်ချင်တော့ပြန်ယူရတာပဲကိုယ်ပစ္စည်းလည်းပြန်ရပြီဆိုပြီးတော့နော်အဲ့ဒါဘယ်လိုလုပ်ကြမလဲလို့အစိပ်ပင်နေကြီးလောင်းပြီးတော့အစွတ်တွေတနာပြီးတော့ဒီတော့တနာနေလဲအိမ်ခေါ်တာကိုယ့်အိမ်ကိုခေါ်တာနော် အခုမှတည်းအိမ်ခေါ်တာခေါ်လိုက်တော့အိမ်နေပါလေစောက်ခိုင်းလာခဲ့နော်ပြန်လာလို့ရှိရင်ရှိအောင်မလားလို့နော်အဲ့လိုမျိုးတွေပါမကူညီနဲ့လို့မဟုတ်ဘူးကူညီသိကူညီထိုက်တဲ့လူဆိုတာရှိတယ်လေကူညီပေါ့အခုဟာသူကဘလို့လဲနော်လုံးလုံးအားကြီးတယ်အံ့ဩတယ်အဲ့ဒါကိုကျမလိုက်လွှဲနေတဲ့အချိန်မဟုတ်ဘူးတက်တော့ဆော့တဲ့အချိန်လည်းမဟုတ်ဘူးကျမကတက်တော့ဆော့ရင်9နာရီဆော့တယ်နေကင်းစနေနိုင်ဆိုဆော့တယ်အခုကလိုင်းမော်တော့မင်္ဂလာစကားပြောဖို့တက်လာတာလည်းမဟုတ်ဘူးအသေးတွေနာလုံးလို့ရင်ဘတ်တွေတော့ခွဲပြလို့ရရင်ခွဲပြလိုက်ချင်သေးတယ်ခံထားရတဲ့လူတွေဆိုတော့လေဒီလား သူတို့တွေတက်တက်ပြောနေတော့ကျမတို့တွေကဘာလုပ်ပေးရမှာလဲအလုံးလုံးနေနေတော့ထိုင်းနေလို့တော့မရဘူးဒေါသထွက်တာဟမ်ခန်းစားချက်ကိုလည်းမြမြတတလေးခန်းစားပေးကြလေသိလားအဲ့ဒီဖြစ်တဲ့လူတွေနှစ်ယောက်လုံးနဲ့ကိုနဲ့အမျိုးမတော်ဘူးသိလားဒီနေ့ဖြစ်နေတာလေရင်းနေကိုလေနားကျင်းနေတာပဲသိလားတနာတဲ့မိန်မချင်းတနာပါတယ်မိန်မချင်းတနာတတ်တယ်အဲ့ဒီအခုလိုင်းမမှာခက်ထားနေတဲ့အဲ့မိန်မကြီးသူသားသမီးကိုခိုးကြွေတာအပြစ်မဟုတ်ဘူးသူရမိဘမြစ်တာဟုတ်တယ်မှန်တယ်ခိုးကြွေလို့ရတယ်ခိုးကြွေခိုးလာတဲ့ ူကလေးကိုချနင်းဖို့ခေါ်လာတာသူ့ကိုမိခဲ့လို့ချင်းရင်ဒီကလေးကိုခူတော့လောက်ဖို့ခေါ်လာတာသိလားဗမာလူမျိုးတွေဗုဒ္ဓဘာသာနိုင်ငံမှာနေတဲ့လူတွေဗုဒ္ဓဘာသာလူတိုင်းကလည်းအကုန်တနာတတ်ကြတယ်ရှင်တို့မှကိုချင်းစာတတ်တယ်မထင်နဲ့ဒါပေမဲ့မြစ်တာတချင်းနေတင်ပြီးမြစ်တာစကားတွေပြောနေတာကိုမှမခံစားဘူးသေးလားကိုခံစားရတဲ့နေ့ကြရင်လေတိလာအဲ့ဒီညစ်တာတွေကနေမျက်ရည်တွေကနေသွေးမျက်ရည်တွေကျလာလိမ့်မယ်တိလာညမြတတာလေးပေါ့တိလာခိုးတဲ့လူဘက်ကရောလုံးတဲ့လူဘက်ကရောလုံးတဲ့လူနဲ့မသိဘူးသိချာလဲဝင်မကြည့်လိုက်ဘူး ခံစားအောင်လို့လည်းမြတ်ရုံလေးအတောင်းလိုက်တောင်ကြပလိုက်ချင်းလေတိလားအဲ့လိုတွေပြောနေတော့နော်ဘာသူကကျမတို့ဘတ်တွေကိုရက်တီပေးလို့လဲရက်တီပေးလို့လဲကိုဖြစ်ချင်တာတွေပြောလို့ချင်းကိုပြောချင်နိုင်တာပြောလို့ချင်းလဲကျမတို့တွေကလည်းပေဖို့ပဲရှိတော့တယ်တိလားခံစားချက်ကိုမင်းမင်းပြောင်ပြောင်နေပြီးအလုံးလုံးနေတာလေအလုံးမလုံးနိုင်ဘူးတိလားပသူဘက်ကနားလုံးမှာပြောတာမဟုတ်ဘူးဒီလောက်တက်လာတဲ့တက်လာတဲ့ဟာတွေကိုကြိလိုက်တာနဲ့လေရင်ဘတ်တွေတော့ပွင့်ထွက်တော့မယ်ခံရတာလောလောလလကြီးခံစားထားရတာဆိုတော့ရင်ထဲကိုဝင်ကြည့်ကြလေ မြမြတတစကားလေးတွေပြောကြ။ကျမဖာတယ်ဖြစ်ခဲ့လို့ဖာခံစားရင်ကျမသမီးကိုခေါ်မသွားဘူး။ဘာလို့လဲသိလား။ generation လေကို generation ကောင်းဖို့တရောင်းကားလည်းသိရမယ်။တခိုးလည်းသိရမယ်။လူကောင်းလည်းသိရမယ်။ခိုးတဲ့နေရာကိုခလေးတယောက်ကိုခေါ်သွားရင်ဒီခလေးကြီးလာရင်ဘာလို့စားမလဲ။မိဘပဲတွေးလေငါ့လိုခိုးကြွေးတာကြွေးလို့ရတယ်။ပါခန်းစားနေတဲ့မိန်းမတယောက်ကိုဟာနဲ့ကိုခန်းစားတာခန်းစားလို့ရတယ်။ပါခန်းစားတဲ့နေရာကိုသားသမီးခေါ်မသွားဖို့လို့တယ်။အဲ့ဒါတွေကသူ့မှာအုံနောက်မရှိဘူးလား။ ဗီဇနဲ့ညင်းဆိုတာပြင်လို့မရဘူးသိလားကြာခရက်မျက်ရည်တွေကပြန်သိမ်းလို့မရဘူးသိလားခံပြီးတော့ခန္ဓာကိုယ်တော်ကိုပြန်ထည့်လို့မရဘူးရင်ဘတ်တင်နဲ့ခံစားရတဲ့အခါကျတော့သိကြမှာမဟုတ်တာဒါကြီးပဲတက်တက်ပြီးတော့အတန်ရှင်းရှာပြီးပြောနေတော့ကျမတို့တွေအကုန်လုံးက